လာပါရှင်ခေတ္တမန္တလေးသတင်းဌာနရဲ့ဧပြီလ30ရက်နေ့နောက်ဆုံးရစိတ်ဝင်စားစရာသတင်းများကိုစုစည်းပြီးတင်ဆက်ပေးပါတော့မယ်ရှင်ဘာမအက်ကိုအမြန်ဆုံးအသက်သွင်းရန်ကံလွတ်တော်မှန်များတွန်းအားပြီးမန္တလေးရှိရှေးစာမဏိရှေးဆိုင်ကိုပြောကြားဝဲနှစ်ဦးအပါဝင် လူငါးဦးကအမှုကျန်းစီမှုရှေး23ချက်သားပါသောရခိုင်ပြည်နယ်ကအာရခတက်တော်အေအေလက်အောက်ကျသွားပြီးဖြစ်၍ အေအေနဲ့မဆက်ဆံပဲနေရွေးမရဟုဘင်္ဂလားဒေ့ရှ်အစိုးရဤနိုင်ငံခြားရေးကြံပေးပြောစရည်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါရစေပထမဆုံးသတင်းတစ်ပုဒ်ကတော့ဘာမာအက်ကိုအမြန်ဆုံးအသက်သွင်းရန်ကန်လွတ်တော်အမတ်များတွန်းအားပေးအမေရိကန်ဆိုရာကအတီးပြုတ်ပြထန်းပြီးဖြစ်တဲ့မြန်မာပြည်ဆိုင်ရာဥပဒေဘာမာအက်ကွန်အစောတလင်းအသက်သွင်းပြီးမြန်မာပြည်သူတွေကိုကူညီပေးနိုင်ဖို့အမေရိကန်လွှတ်တော်မတ်တွေကသမ္မတဒေါ်နယ်ထရန့်အဆိုရာကိုတွန်းအားပေးနေပါတယ်။ ဘာမာ research institute ကစီစဉ်တဲ့ american စီးနဲ့ mrt နဲ့ christian ဘာသာရေးခေါင်းဆောင်တွေရဲ့မြန်မာရေးပေါ်အမြင်သဘောထားပေါင်းဆက်ရှင်းလင်းပွဲကိုဒေတာစနောချင်း april 28ရက်နေ့မွန်လယ်ပိုင်းက american လွတ်တော်နိုင်ငံတကာရေးရာကော်မတီအစည်းအဝေးခန်းမှာပြုလုပ်ခဲ့တာပါစကားစီကငလျင်လုတ်ပြီးချိန်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေမရပဲထိုးစစ်စင်နေရ။ဖာသားရေးဆောင်တွေကို ပြင်မထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မေရိကန်လွတ်တော်မက်ဒရစ်ကသူတို့ရဲ့အစိုးရပေါ်ဒွန်အားပေးဆောင်ရွက်နေရာတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ဌာနကိုအမျိုးသားညီညွတ်ရေးဆိုရအညူဂျီယာယီသမရဒူဝါလက်ရှိလာကအွန်လိုင်းကနေတက်ဆင်ပါဝင်ခဲ့ပြီးပြည်အောင်ဆုလွတ်တော်ကိုစာပြုကော်မတီ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကတော့သူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။လက်ရှိထရန်အစိုးရဟာခရစ်ယာန်ဘာသာရေးတိုင်ဝင် ပေါ်အလေးထားဆက်ဆံမှုရှိနေရသောမြန်မာရေးပေါ်အစိုးရရဲ့အာရုံစိုက်မှုပုံရလာအောင်မြန်မာရေးတက်ကြွလှုပ်ရှားသူတွေက ဘာသာရေးလွတ်လပ်ခွင့်ရှုတော့ကနေချင်ကန်နေကြပါရီသမရဟောင်းဇူပိုင်တင်လက်ချက်မှာအတည်ပြုထားရင်ဘာမှအထားအမေရိကန်မျိုးသားကာကွယ်ရေးလုပ်ပိုင်းခွင့်ဥပဒေ NDAA အောက်မှာအကျုံးဝင်နေရဖြစ်ပြီးမြန်မာရေးဟာအမေရိကန်နိုင်ငံရဲ့အလုံးစုံရေးပေါ်တည်ရောက်မှုရှိနေတဲ့အတွက်ဥပဒေတရေအဖြစ်ပြဋ္ဌာန်းခဲ့တယ်လို့ဒေလာသရေကမှတ်ချက်ပြုပါရီဘာမှအပပြားဆန်ချက်တွေရမြန်မာရေးအတွက်အကူအညီပေးမဲ့ဒေါ်လာတန်120ဝန်းကျင်ဟာလည်းမြေပြင်ကိုအနေငယ်သာစီစဉ်မှုရှိခဲ့ပြီးသမရထရန့်အမိန်နဲ့ USAID လုပ်ငန်းတွေရနာထားပြီးတဲ့နောက်မှာတော့ကျန်နေတဲ့အကူအညီအလုံးတွေပါရပ်တန့်နေခဲ့တာဖြစ်ပါတယ်။မန္တလေးရှိရွှေစာမဏီရွှေဆိုင်ကိုပြကြားဝက်နှစ်ဦးအပါဝင်လူငါဦးကအမှုကြမ်းစီမှုရွှေ23ကျပ်သားပါသွား။မန္တလေးရှိရွှေစာမဏီရွှေဆိုင်ကိုပြကြားဝက်လူနှစ်ဦးပါဝင်မျက်နှာဖုံး25ဦးကဆိုင်တွင်ဝင်ရောက်လူရဲမှုရွှေ23ကျပ်သားပါသွားကြောင်းသိရှိရပါတယ်။ဒီမနေ့ဧပြီလ20ရက်နေ့မွန်လွဲ2နာရီ58အချိန် ။ချမ်းမြတာစီမျိုးနဲ့အောင်ပင်လည်းရက်ကွယ်။တရား၃တရားလေးလမ်းကြား55လမ်းပေါ်ရှိရွှေစာမဏိရွှေဆိုင်ကိုလူငါဦးကလည်းနှမဖြင့်ဝင်ရောက်လျက်ခဲကြောင်း။ဓမြ၅ဦးတွင်နှစ်ဦးမှာပြောက်ကြဝင်ဆောင်ဝင်ဆင်ထားကြောင်း။အစောပိုင်းလူငါဦးက Honda Insight အမဲရ GMM 9i 4799ဖြင့်လာရောက်ခဲ့ကြောင်းသိရှိရပါသည်။ရွှေဆိုင်လူရဲခေယမှုကြောင့်ရွှေ23ကျပ်သားခန့်နှင့် iPhone 11ပါသွားကြောင်း ်လက်ရှိအချိန်အထိလူရဲခေတ္တတရားခက်များကိုဖန်ဆီရရှိခြင်းမရှိသေးကြောင်းသိရှိရပါသည်မန္တလေးတွင်မတ်လ28ရက်နေ့စကိုင်းငလျင်ကြီးလှုပ်ခဲ့ပြီးရနောက်ခိုးဆိုလူရဲမှုများမကြာခဏဖြစ်ပွားလေးရှိကြောင်းမန္တလေးဒေသပြည်သူများကပြောဆိုထားပါသည်ပကိုတိုင်းတွင်အေးကထိုးဆစ်စဉ်ဝင်ရောက်နေချိန်တွင်ပြည်သူကကွေတက်များနှင့်ချိတ်ဆက်ပူပေါင်းဆောင်ရွက်နေပကိုတိုင်းတွင်အေးကထိုးဆစ်စဉ်ဝင်ရောက်ချိန်ပြည်သူကကွေတက်များနှင့်ချိတ်ဆက်ပူပေါင်းဆောင်ရွက်မှုရှိနေကြောင်းပြည်ခရိုင်ပြည်သူကကွေတက်မတော်3601တည်ရင် စစ်ထောင်လိန်နဲ့တည်င်းနဲ့ပြန်ကြိုင်းတာဝန်ခံရဲဘော်ရှယ်တို့ကခေတ်သင်မန္တလေးတည်င်းဌာနသို့ပြောဆိုထားပါသည်။ GKI ပြည်သူ့ကာကွယ်တမတော်3600တည်င်းစစ်ထောင်လိုင်းရင်းနဲ့တရင်ပြန်ကြိုင်းတာဝန်ခံရဲဘော်ရှေတို့ကအထပ်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။လက်တလော A ကရခိုင်ယုံမနဲ့ပဲခူးတိုင်းအဆက်ပန်တောင်းမြို့နယ်တွင်သို့ဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းချို့ကိုသိမ်းပိုင်းလျက်ရှိကြောင်းပဲခူးတိုင်းတွင်သို့လည်း AA ထိုးစစ်များရှိနေခြင်းဒေသပြည်သူကကွယ်တမများနဲ့ AA ကြားချိတ်ဆက်မှုများရှိနေကြောင်း၎င်းကရှင်းပြပါသည်။ အတမစကောင်စီတက်ကတီခိုင်ပကိုယုံမတွင်စစ်တောင်းထွေရန်ပြင်ဆင်နေပြီးအင်အားရကြီးရတလာနေကြောင်းဒေသပြည်သူကကွေးတများနေဖြင့်ပြင်ဆင်မှုများလို့ဆောင်နေကြောင်းကဆိုပါရင်အခုပေါင်တလဲနေဘက်မှာပေါင်ကောင်းမျိုးနေပေါင်တလဲနာမှာဆိုရင်နှစ်တလင်းရွာတို့ဘက်ကိုစစ်ကြောင်းထုတ်ပေါ်လို့နေပါရင်ဒီကနေ့မှာဆိုရင်စစ်ကားကြီး၈စီလောင်းနဲ့တလာပြီးတော့အင်အားနေရာခက်လောင်းနေပဲဒီကောင်တွေတလာတာရှိပါရင်ဒါပေမဲ့သူတို့ပဲဘလောက်ပဲတလာတလား ကျွန်တော်ဘက်ကနေအစင်သစ်ဆောင်ရွက်ထားပါတယ်ဟုတကောင်းကဆက်လက်ရှင်းပါပါတယ်အရခတက်တော်အေကရခိုင်ယုံမာနဲ့နနမိတ်ထိဆက်လျက်ရှိသောရခိုင်ပကိုအဆန်ရခိုင်မကွေအဆန်ရခိုင်အယဝတီတိုင်းအဆန်နဲ့ရခိုင်ယုံမာအယဝတီတိုင်းအဆက်တို့တွင်လည်းစစ်ပွဲများဆင်နွှဲလျက်ရှိရာရခိုင်ပကိုအဆက်ရှိမိုတီတောင်စစ်တပ်စခန်းကိုဇန်နဝါရီလ26ရက်နေ့သိမ်းပိုက်ခဲ့ပါသည်ဧပြီလ9ရက်နေ့တွင်ပကိုတိုင်းညောင်ကျိုးပြွာစခန်းကိုအရခတက်တော်မှအလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး ပန်တောင်းမြို့နယ်တွင်တွင်ထိုးစင်များ AA က PDF များနှင့်ပူပေါင်း၍ဆက်လက်ဆွေးနွေးနေကြောင်းတော်လိုင်းသတင်းမြင့်များကပြောဆိုကြပါသည်။ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်စကောက်စီ၏ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်ပြီး AA နှင့်မဆက်ဆံမဲ့နေမယဟုဘင်္ဂလားဒေ့ရှ်အစိုးရ၏နိုင်ငံဆိုင်အကြံပေးပြောဆို။ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှစကောက်စီထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်ပြီးဘင်္ဂလားဒေ့ရှ်က AA နဲ့မဆက်ဆံမဲ့နေမရတော့ကြောင်းဘင်္ဂလားဒေ့ရှ်အစိုးရ၏နိုင်ငံဆိုင်အကြံပေးကပြောဆိုထားပါသည် ဧပြီလ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဓာကာမြို့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါသည်။နေဆက်တစ်ခုလုံးကိုအေအေကထိန်ချုပ်ထားပါပြီ။စစ်ကောင်စီအနေနဲ့ဘာမှမထိန်ချုပ်နိုင်တော့ဘူး။ကျွန်တော်တို့အနေနဲ့အေအေကိုမဆက်ဆံမဲနေလို့မရတော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်သလောက်ဆက်စံရေးကိုလုံဆောင်သွားရပါလိမ့်မယ်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံသားဤအကြံပေးကပြောဆိုထားပါသည်။ထို့ပြင်ရခိုင်ပြည်နယ်မှာစစ်ဘေးအသင့်ပြည်သူများအတွက်မြန်မာနိုင်ငံရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်တရှိ သူသားချင်းစာနာထောက်ထားမှုစင်ကြံတည်ဆောင်ရေးကုလသမဂ္ဂတောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့ကြောင်းကောင်းကရှင်းများပါသည်ကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီရေးပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ကြံတခုဖန်တီးလိုပါသည်အသင်ကူပြောင်းရေးကာလအစိုးရကလည်းအခြေအနေတွေကိုတာကိုမှုအရသဘောတူထားပါသည်ဟုနိုင်ငံခြားရေးအကြံပေးကညိုတော်ဂျာကာရင်သတင်းထောက်များအပြောကြားထားပါသည် ဒါဟာလူသားချင်းစာနာထတာမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့မှအခြေအနေအချို့တော့ရှိရယ်။အသေးစိတ်တော့ကျွန်တော်မပြောပါဘူး။အခြေအနေတွေပြည့်မီခရင်တော့ကျွန်တော်တို့တေချာပေါက်ကူညီမှာပါဟုလကောင်းကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာပဋိပက္ခသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကျိုးစီးပွားနှင့်တရားချိတ်ဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်များပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခိုလိုနေပြီး၎င်းတို့ကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်လိုကြောင်း ထို့ကြောင့်ဒုက္ခသည်များအင်ပြန်နိုင်ရင်ဘင်္ဂလားဒေ့ရှ်အနေဖြင့်လိုအပ်သောလုံခြုံချက်များကိုလုံဆောင်သွားမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံက2019ခုနှစ်ဩဂတ်လစစ်တေးအကြံဖက်လို့ရများကြောင့်ထွက်ပြေးသွားခဲ့သောမြန်မာနိုင်ငံမှရုံးချဒုက္ခသည်တည်ထဓမာသုံးတန်ကျော်ကိုလက်ခံထားပါသည်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ယူကရိန်းကိုတိုင်ရာတွင်မြောက်ကိုရီးယားစစ်သားများ၏အခန့်ခန့်တားအတွက်ကျေးဇူးတင်ဟုရုရှားသမ္မတပြော။ရုရှားနိုင်ငံမှမြောက်ကိုရီးယားစစ်သည်တွေလေ့ကျင့်လုံနေပုံ။ ဗီဒီယိုဖိုင်ကိုရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားမှဧပြီလ28ရက်နေ့မှာပြသခဲ့ပါတယ်။ဧပြီလ28ရက်နေ့အစောပိုင်းမှာရုရှားသမ္မတဗလာဒီမာပူတင်ကရုရှားနိုင်ငံကတ်စတီတာမှ ယူကရိန်းတပ်တွေကိုတိုက်ထုတ်ရမှာညကရူအီယာစစ်သားတွေရဲ့အခမ်းအနားအတွက်ညကိုရီးယားကစောင်းကင်ဂျုံအန်ကိုပုဂ္ဂိုလ်ရေးအရာကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကိုရီးယားမိတ်ဆွေတွေဟာစီးလို့ညီညွတ်မှုတရားမျှတမှုနဲ့မှန်ကန်တဲ့ရဲဘော်ရဲဘက်စိတ်တက်ကိုအခြေခံပြီးလှုံ့ဆော်ခဲ့ကြတာပါဒါကို ထူးပဲကျေးဇူးတင်ရှိပါကြောင်းနဲ့မြကိုရီးယားနိုင်ငံရဲ့နိုင်ငံတော်ရေးရအကထာရေဘော်ကြီးကင်ဂျုံအန်နဲတကွခေါင်းဆောင်ပိုင်းတွင်အလုံးနဲ့ပြည်သူတရားလုံးကိုကိုရိုင်းကိုကြအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြကိုရီးယားနိုင်ငံဟာကင်ဂျုံအန်ရဲ့အမေရယူကရိန်းစစ်ပွဲတွင်ရုရှားအတွက်တိုက်ပွဲဝင်ပုံအဖွဲ့ဝင်တွေကိုဆစ်လွတ်ခဲ့ကြောင်းနဲ့ယူကရိန်းကသိမ်းပိုက်ရရှိထားတဲ့ရုရှားပိုင်နယ်ကိုပြန်လည်ထိန်းချုပ်ဖို့ကူညီပေးခဲ့တယ်လို့မြောက်ကိုရီးယားဆိုရာကဧပြီလ28ရက်နေ့မှာပထမဆုံးအကြိမ်အတည်ပြုခဲ့ပါတယ် ။ညကိုရီးယားစစ်ဘက်အရာရှိကိုယ်စားလှယ်ဖွဲ့ဟာရုရှားနိုင်ငံမှကျင်းပတဲ့တတိယကြိမ်အပြည်ပြည်ဆိုင်ရာဖက်ဆစ်စင်ကြီးကွန်ကရစ်ညီလာခံကိုတရားဖုံပြောင်းရမ်းမှထွက်ခွာသွားကြောင်းညကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကဧပြီလ29ရက်နေ့မှာဖော်ပြပါရယ်။ဧပြီလ28ရက်နေ့ကပြောင်းရမ်းပြည်ပဆိုင်ရာလေးစိတ်မှာကိုရီးယားပြည်သူတက်မတော် KPA ရဲ့အထွေထွေနိုင်ငံရေးပြုလို့ဒုတိယညွန်ကြားရင်မူ ပယုံအီဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ကိုရုရှားစစ်တပ်မှုနဲ့မြောက်ကိုရီးယားစစ်တပ်အရာရှိတွေကလိုက်ပါပို့ဆောင်လို့ဆက်ကြတဲ့ဗီဒီယိုကို KCN မှပြသရိုက်ခဲ့ပြီး Writers မှတီချာအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးပြီးခဲ့တဲ့နှစ်ကအပြည်လဲကာကွယ်ရေးစာချုပ်ကိုထုတ်ဆိုပြီးခဲ့တဲ့ကကျုံရန်နဲ့မော်စကိုတို့ဟာကာကွယ်ရေးစီးပွားရေးအကစားနဲ့အခြားနယ်ပယ်အသီးသီးတို့မှနှနိုင်ငံပူပေါင်းဆောင်ရွက်မှုကိုအားကောင်းစေခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ခေတ်သစ်မန္တလေးရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်မှုကိုဒီမှာပဲညံ့ပါပါစီ အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။